ိန္ဒိယနိုင်ငံအလဲပိုင်းမှာခရီးသည်တင်ရထားတစ်စီးကကုန်တင်ရထားတစ်စီးကိုဝင်တိုက်ခဲ့တဲ့အတွက်လူဆက်တအူသေဆုံးခဲ့ပါတယ်။နိုဝင်ဘာလရဲ့မော်လယ်ပိုင်းကအိန္ဒိယရဲ့အရှေ့မြောက်ဘက်ချာဟက်စတီစကတ်ပြည်နယ်ရိုင်ဘူရာမြို့တော်ရဲ့ဘီလက်စ်ဘူရာမြို့အနီးမှာခရီးသည်တင်ရထားကကုန်တင်ရထားကိုနောက်ဖက်ကနေဝင်တိုက်ခဲ့မိတာ ဖြစ်တယ်လို့အစိုးရအရာရှိတအူကပြောပါတယ်။ဖြစ်စဉ်ကြောင့်ခရီးသည်တင်ရထားရဲ့ရထားတွဲတွေဟာကုန်တင်ရထားရဲ့ရထားတွဲပေါ်ကိုရောက်ရှိသွားခဲ့ကြောင်းလဲ၎င်းကဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ကကုန်တင်ရထားပေါ်ကိုရရှိသွားတဲ့ခီးသည်တင်ရထားတွေကိုမြေပေါ်ကိုပြန်ချခဲ့ပြီးအဲ့ဒီရထားတွေအတွင်းသေဆုံးသူ၃ဦးကိုတွေ့ရှိခဲ့ပါတယ်။ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်ကိုနိုဝင်ဘာ9ရက်အစောပိုင်းမှာအဆုံးသတ်ခဲ့ပြီးရထားချင်းတိုက်မိတဲ့နေရာမှာရာယီရဆိုင်ခဲ့ရတဲ့ရထားခီးစဉ်တွေကိုပြန်လည်စတင်နေကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။သေဆုံးသူတွေထဲမှာခီးသည်တင်ရထားကိုမောင်းနှင်တဲ့အမျိုးသား၃ဦးပါဝင်ပြီးလူ၂၀ခန့်ထဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။